မြန်မာနိုင်ငံချင်းပြည်နယ်ရဲ့တောင်တန်းထဲမှာပြင်းထန်တဲ့ပြည်တွင်းစစ်ကြောကအရွယ်ငယ်တဲ့မိန်းကလေးတဦးဖြစ်တဲ့အနီနာဟာရဲစွမ်းတတိရှိတဲ့အမျိုးသမီးတဦးအဖြစ်ထူးထူးခြားခြားထင်ရှားလာပါတယ်။သူမအသက်၁၈နှစ်အရွယ်မှာလေချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲ့စနိုက်ပါတဦးဖြစ်ပြီးမိန်းကလေးစနိုက်ပါလို့အမေကြီးသူတဦးဖြစ်ပါတယ်။အနီနာဟာတကယ်တော့ တာမန်ကောင်မလေးတယောက်ပါပဲ။သူမကချစ်သူကတွန်းနဲ့ဘောလုံးကိုကြိုက်နှစ်သက်ပါတယ်။ဂါဒီယန်သတင်းဌာနကနေသူ့အကြောင်းကြားရတော့ကသူမအသက်18နှစ်ပြည့်တော့မဲ့အချိန်အနေရများလာတဲ့ရှည်တန်းစစ်မျက်နှာမှာပါ။မြမစစ်တပ်ဤလေချောင်းတိုက်ခိုက်မှုမှထပြေးတိမ်းရှောင်ရင်းမှာပဲ။သူမရဲ့ခြေချင်းဝတ်တံရရသွားတာကြောင့်ဂျိုင်းတောက်ဖြစ်သွားလာနေခဲ့ရပါသေးတယ်။သူမဤလက်ရှိဘဝမှာ ယခင်စဲကျော်တပ်ဘဝနဲ့အလွန်ကွာခြားသွားပြီဖြစ်ကခလန်းမြို့တွင်စစ်တပ်၏နောက်ဆုံးစခန်းကိုဝိုင်းဝန်းတိုက်ခိုက်နေသောယာနဲ့ချီတဲ့တော်လန်ရေးသမားများအကြားတွင်အနှဲငယ်သောအမျိုးသမီးတွေတဲကတဦးတည်းသောမိန်းကလေးစနိုက်ပါတူဖြစ်ပါတယ်မြန်မာနိုင်ငံဟာ2021ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်မှရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့ပြီးနောက်ပြည်ပခန့်များဖြင့်ဆင်းရဲဒုက္ခရောက်ခဲ့ရတာ CNDF ကဲ့သို့တော်လှန်ရေးတပ်ဖွဲ့များပေါ်ထွက်လာခဲ့ပြီးလူငယ်များကဥဆောင်ကစစ်ကောင်စီတပ်တွေကိုတွန်းလှန်နေကြပါတယ်။ဒါဟာအနီလာအတွက်တော့တက်ရောက်မှုကြီးပါတယ်။သူတို့ကြောင့်ဟု အာနာသိန်းစစ်တပ်ကိုရည်ညွှန်းရင်းငါတငယ်ချင်းတွေအများကြီးဆုံးရှုံးခဲ့ရတယ်ဟုသူမကပြောဆိုပါတယ်။နိုင်ငံတော်ဝန်ငြိမ်းချမ်းစွာဆန္ဒပြသူများကိုစစ်တပ်ကပြစ်ခတ်ခဲ့ပြီးနောက်အသက်၁၄နှစ်အရွယ်မှာပဲ။ တော်လန့်အောင်ကြွမှုတွင် အနီနာတယောက်ပါဝင်လာခဲ့ပါတော့တယ်။ခခင်ထံမှတင်ယူခဲ့သော ပြစ်ခတ်မှုစွမ်းရည်များရှိတော်လေ။အတက်ငယ်ရွယ်ပြီးအမျိုးသမီးဖြစ်တာကြောင့်တန်ရှင်ရီတို့ချက်ပြုတ်ကျွေးမွေးခြင်းတာဝန်တွေကိုပဲလှုပ်ဆောင်ခဲ့ရပါတယ်။သို့တော်ထိုတာဝန်များကိုသူမမနစ်သက်ခဲ့ပေ။အနီနာစနိုက်ပါတယောက်ဖြစ်လာတာဟာသူမရဲ့ကလေးဘဝနဲ့နှိစက်ပါတယ်။သူမကဖခင်နဲ့အတူတမင်လိုက်သွားခဲ့တာတွေကြောင့် သနက်ပစ်ချင်းကိုခုံမိနေခဲ့တယ်လို့ခခင်ဖြစ်သူကဒူမအားပြင်မှတ်အပေါ်အာယုံဆိုင်ကြီးကိုတင်ကြားပေးခဲ့ပါသေးတယ်ပြင်မှတ်ကိုဘလို့အာယုံဆိုင်ရမလဲဘလို့စူးဆိုင်ထားရမလဲဆိုတာဖေဖေကပြောပြခဲ့တယ်လို့ဒူမကဆိုပါတယ်အမှန်တော့ဒူမဘဝအကြီးမားဆုံးအပြောင်းလဲကအေဇက်ဆိုတဲ့နိုင်ငံသားတစ်ယောက်နဲ့တွေ့ကြတဲ့ကစပြီးဖြစ်လာတာအေဇက်ကအမေရိကန်ကဖြစ်ပြီးလက်ရဆုံးဝါဒီတယောက် သူကလည်းတစ်ချိန်လုံးကစီးရီးယားမှာကတ်တက်ဖွဲ့များနဲ့အတူ၄နှစ်ကြာတိုက်ပွဲဝင်ခဲ့ဘူးတဲ့စစ်သားအေဆက်မြန်မာကိုရောက်လာချိန်မှာအနီနာအတွက်တော့တကယ့်ကိုစိတ်လှုပ်ရှားစရာဖြစ်သွားခဲ့ပါတယ်ဒီလိုနဲ့2024ခုနှစ်ဇူလိုင်လမှာတော့အနီနာဟာအေဆက်စီမှာစနိုက်ပါတင်နန်းဆက်တက်ခဲ့ပါတယ်သူမအနေနဲ့တင်နန်းသူ၁၂ယောက်ထဲမှာအသက်အငယ်ဆုံးပေမဲ့ စွမ်းဆောင်ရည်နဲ့စိတ်ခံစားချက်တွေအားလုံးကောင်းလာကြောင်းထိတ်ဆုံးအဆင့်ရသွားခဲ့ပါတယ်။တစ်ခေါက်မှာတော့မတော်တဆဖြစ်ပြီးမျက်နှာနဲ့နားမှာထိခိုက်သွားလို့သတိလစ်သွားခဲ့ပါသေးတယ်။ဒါပေမဲ့သတိပြန်ရလာပြီးပြန်ပြစ်လိုက်ချိန်မှာတော့ပြင်မှတ်ကိုတိတိကျကျထိသွားခဲ့တာကြောင့်အနီနာရဲ့အခုလိုခံနိုင်ရည်နဲ့စိတ်ခွန်အားကိုမြင်တဲ့အခါအေဇက်ကတော့အံ့ဩသွားခဲ့ရတယ်လို့ဆိုပါတယ်။တက်ထဲမှာတရားဝင်တိုက်ခိုက်ခွင့်ရဖို့ဆိုရင် အသက်18နှစ်ပြည့်ရမယ်။ဒါပေမဲ့အနီနာလိုလူငယ်တွေအနေနဲ့ကြတော့လေတချို့ကမနေနိုင်တော့ဘူး။ကျွန်တော်တို့အနေနဲ့ကြောင်းပြန်တက်ဖို့ပြောခဲ့ပေမဲ့သူမကိုမဖျားရောက်နိုင်ခဲ့ပါဘူး။သူမကတင်တန်းထဲမှာအကောင်းဆုံးမှုလို့ပဲတနက်ကင်ခွင့်ပေးခဲ့တာလို့အနီနာနဲ့ပတ်သက်ပြီး CNDF ရဲ့အထွေထွေအတွင်းရေးမှူးအိုလီဗီယာကဆိုပါတယ်။ဒါအပြင် စနိုက်ပါတင်တန်းဆင်းတဲ့အခါ အသက်ရှင်နှစ်ခုစလုံးမှာအတော်ဆုံးတင်နန်းသားတွေကအမျိုးသမီးတွေပဲဖြစ်နေတော့အမျိုးသမီးတွေကိုလေ့ကျင့်ခွင့်ပေးဖို့သဘောမတူခဲ့တဲ့ယောက်ျားတွေကိုယ်တိုင်အံ့အားသင့်ခဲ့ကြရတယ်လို့အေဇက်ကပြောထားပါသေးတယ်အနီနာရှေ့တန်းထွက်တဲ့အခါသူ့ရဲ့ဝတ်စုံမှာဝက်ဝံရုပ်လေးချိတ်ထားတတ်တာတွေ့ရပါတယ်သူမအသက်18နှစ်ပဲရှိသေးပေမဲ့အာနာတိန်စစ်တပ်ကြောင့်အသက်18နှစ်အရွယ်လေးတွေပညာမသင်ရပဲ့ လက်နက်ကင်ပြီးတိုက်ပွဲဝင်နေရတာပါဖလန်းမျိုးတိမ့်တိုက်ပွဲအတွင်းမှာဆိုရင်လေမျိုးသမီးရဲဘော်တွေက စနိုက်ပါတွေအဖြစ်ရှေ့တန်းမှာပါဝင်တိုက်ခိုက်ပေးခဲ့ပြီးသူတို့ရဲ့တိုက်ရိုက်ခိုက်ရေကိုတက်တေပြထားနိုင်ခဲ့တယ်လို့သိရပါတယ်အနီနာလိုအသက်၁၆ဆက်ခွန်ဝန်းကျင်ရွယ်လေးနဲ့တော်လန်ရေးတက်သေးဝင်လာတဲ့လူငယ်တွေတော်တော်များများရှိကြပါတယ် တောထဲကိုတောင်ချီမချနိုင်တဲ့အမျိုးသားတွေရှိနေတော့မိန်းကလေးတွေကတော့ရှေ့တန်းမှာပါဝင်လာကြပါတယ်။ဒါကိုကြည့်လိုက်တာနဲ့အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကအမျိုးသားတွေတန်းတူလှုပ်ဆောင်နိုင်နေဆိုတာသက်သေပြနေတယ်လို့ပြောနိုင်ပါတယ်။တက်သားတယောက်ကတော့အနီနာလိုလူတွေမရှိဘူးဆိုရင်ဒီတော်လန်ရေးမဖြစ်နိုင်ဘူးတော့လို့ဆိုပါတယ်။သူမပြောတဲ့တခုလဲတော့ရိုးရိုးရှင်းရှင်းသတင်းစကားကတော့ မိန်ကလေးဖြစ်တယ်ဆိုတာနဲ့ရိုက်နှက်ခံရတာပိတ်ဆို့ခံရတာတွေကိုတိမခံပါနဲ့တွန်းလှန်လိုက်ပါပါရိုက်ခံရရင်ပြန်ရိုက်ဖို့မကြောက်ပါနဲ့လို့မိန်ကလေးတွေနဲ့လူငယ်မျိုးသမီးတွေအတွက်တိုက်တွန်းပြောဆိုထားကြောင်းတင်ဆက်လိုက်ရပါတယ်